ှုတ်ကပတ်တော်လေးကကျွန်တော်တို့တူးစီကိုတတိပီးတဲ့အကြောင်းအရာလေးရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်ဘဝအတ္တတာမှာဝိညာဉ်ဇာတိနဲ့အသက်ရှင်တဲ့လူနဲ့လူဇာတိနဲ့အသက်ရှင်တဲ့လူရဲ့မတူညီတဲ့ကြွားချမှုလေးဖြစ်ပါတယ်ဝိညာဉ်ဇာတိအသက်ရှင်တဲ့လူနဲ့လူဇာတိနဲ့အသက်ရှင်တဲ့လူကဘာကွာလဲဆိုရင် ဒီနေ့ကြားရတဲ့ပထမကျမ်းစာနဲ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာပထမတစ်ချက်ကတော့လူစားတင်းတဲ့အသက်ရှင်တဲ့ပုဂ္ဂိုလ်တွေဟာသာရတည်မြဲမဲ့အရာတွေကိုသူတို့စိတ်ဝင်စားမှု မရှိဘူးပေါ်ပင်းလို့ခေါ်တဲ့လက်တလုံးဖြစ်ပြလာတဲ့အကြောင်းတရားတွေပေါ်မှာပဲပြောင်းလဲတတ်တဲ့အရာတွေပေါ်မှာအသက်ရှင်တယ်ဒါပေမဲ့လို့ဝိညာဉ်စားတိနဲ့အသက်ရှင်တဲ့ပုဂ္ဂိုလ်ကြတော့ ထာဝရတည်မြဲတဲ့မဖြည့်ဆည်းနိုင်တဲ့အရာတွေပေါ်မှာအသက်ရှင်တာကို တွေ့ရှိရပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ဝိညာဉ်ဇာတိနဲ့အသက်ရှင်တဲ့ပုံကိုယ်တွေဟာဘဝအသက်တာကို စက်ကတ်တဲ့အစီခံတဲ့ပုံကိုယ်တွေဖြစ်ပြီးလူဇာတိနဲ့အသက်ရှင်တဲ့ပုံကိုယ်ကကိုယ်ဘဝမှာဘလို့တက်တောင့်တက်တာနေရမလဲလို့တွေးခေါ်ပြီးလိုက်လံရှာဖွေတဲ့ ခွင့်ရေးသမားတွေနဲ့တူတာကိုလည်းတွေ့ရပါတယ်တတိယတစ်ချက်ကတော့ဝိညာဉ်ဇာတိနဲ့အသက်ရှင်တဲ့ပုဂ္ဂိုလ်တွေဟာအမြဲတမ်းကြိုးစားယုံကံရင်းနဲ့လူဇာတိနဲ့အသက်ရှင်တဲ့ပုဂ္ဂိုလ်တွေကတော့တတောင်တတာရှိမယ်ဆိုတဲ့အရာတွေနဲ့အသက်ရှင်နေဆိုတာကိုဒီကနေ့နှုတ်ကပတ်တော်ကကျွန်တော်တို့တဦးစီကိုသတိပေးပါဒီကနေ့ပထမကျမ်းစာမှာကြားခဲ့ရတဲ့ပုဂ္ဂိုလ်ကတော့ စိန်စတီဗင်အသက်ခံရခြင်းအကြောင်းပဲဖြစ်ပါတယ်။ယန်နာစတီဗင်သူဟာသခင်ခရစ်တော်အတွက်အသက်ပေးရတဲ့အခါမှာအခုနောက်ကအချက်၃ချက်ကိုတွေ့ရပါတယ်။ဘာဖြစ်လို့စိန်စတီဗင်ကအသက်ပေးတာလဲ။သူယုံကြည်တယ်။ထာဝရအသက်ရှင်ခြင်းဆိုတာရှိတယ်ဆိုတာကိုသူမျက်မှောက်ပြုထားလို့ပဲဖြစ်ပါတယ်။ဒါမို့ဆိုရင်တော့ဟာကျွန်တော်ပြောခဲ့တာမှားပါတယ်။ကျွန်တော်ဒါမျိုးတော့မပြောတော့ပါဘူး။ကျွန်တော်ပြန်တော့မယ်နော်ဆိုပြီး ထာဝရမတည်မြဲတဲ့အရာကို तू မမျော်မှန်းလို့ရှိရင် तू ဟာဒီကဲနဲ့ပေါက်တက်ကြတဲ့လူတွေရဲ့လက်ထဲကနေလွတ်အောင် ရုံးမှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ Saint Stephen ဟာ service သူနားလေတဲ့အရာတစ်သူယုံကြည်တဲ့အရာပေါ်မှာအသက်ရှင်ပြီးအဲ့ဒီအရာအတွက်သူအသက်ကိုပေးလူခဲ့ပါတယ်ဒါကြောင့်မလို့တခင်ခွတ်တော်ဘာပြောဘူးလဲဆိုရင်ဘဝသက်တမ်းတဲ့မိမိရဲ့အသက်တဲ့ ပေးလူပြီးတော့ချစ်တဲ့အချစ်တဲ့ကြီးမြတ်တဲ့အချစ်မရှိဘူးတဲ့။ဘာကြောင့်လဲဆိုတော့ချစ်ရင်ပေးတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့စိန်စတီဗင်ဟာဘုရားသခင်ကိုချစ်ပြီးသာဝရအသက်တာကိုမြတ်နိုးတဲ့အခါမှာသူ့အသက်ကိုပေးခဲ့ပါတယ်။အဲ့လိုအသက်ရှင်ခဲ့တဲ့အခါမှာသူဟာဘဝအသက်တာတော့မလွယ်ကယ်ခဲ့ပါဘူး။ခြင်းမြောင်းတဲ့တကားကရှောက်ခဲ့ရတဲ့ဝိညာဉ်စာတိနဲ့အသက်ရှင်တဲ့ပုဂ္ဂိုလ်ရဲ့အကြောင်းကိုကြားခဲ့ရတဲ့ဖြစ်ပါတယ်။ဒီနေ့ လူသားတိနဲ့အသက်ရှင်တဲ့ပုံကိုယ်တွေကြတော့ဘာလဲဆိုရင်ပုတ်ပြတ်တက်တဲ့အစာအနောက်ကိုပဲလိုက်ပြီးသူတို့တွေဟာတခင်ကွတ်တော်ရဲ့အနောက်ကိုလိုက်ကြတယ်ဆိုတာကိုဒီကနေ့ဧဝံဂေလိကျမ်းစာတော်များထဲမှာဖော်ပြတခင်ကွတ်တော်ရှင်းရှင်းလင်းလင်းပြောပြတယ်မင်းတို့ငါရှိလာတာဟာငါလုတ်တဲ့တကွနမိတ်လက္ခဏာနဲ့ပျက်စီးတတ်တဲ့အစာအာဟာရတွေငါရှိလိုက်လာတာအဲ့ဒါတည်းပုံမြင့်တဲ့အရာတွေကိုလုတ်ကြပါဆိုပြီးတိုက်တွန်းထားတာဖြစ်ပါ ဆိုတော့လူစားတိနဲ့အသက်ရှင်နေတဲ့ပုံကိုယ်တွေဟာပျက်စီးတတ်တဲ့အရာတွေပေါ်မှာပဲစိတ်အာယုံ ဆွဲလန်းပြီးသာရအသက်ရှင်ခြင်းရှိတဲ့အကြောင်းကိုယုံကြည်ခြင်းအားနဲ့တဲ့ပုံကိုယ်တွေဖြစ်ပါတယ်ဒုတိယတစ်ခုကတော့သူတို့ဘယ်နေရာမှာအခွင့်အရေးရမလဲသူတို့ဘယ်နေရာမှာအဆင်ပြေမလဲဆိုတာကို jumping one another လိုက်နိုင်ရှာဖွေနေတဲ့ပုံကိုယ်တွေဖြစ်ပါတယ်သူတို့ရှာတော့ရှာတယ်ဒါပေမဲ့လို့သူတို့ရှာတာဟာသူတို့ရဲ့ comfort သူတို့ရဲ့အစဉ်ပြေမှုသူတို့ရဲ့ပြေဝမှုအတွက်ပဲရှားပါတယ် no spirit of service အစီခံဖို့အတွက်မရှားပါဘူးအဲ့ဒီတော့လေသူတို့ life ကလူစားတင်းနဲ့ကြည်လိုက်ရင် comfort ဖြစ်နေပါတယ်ဘလူးမှသူတို့ကို challenge ခေါ်မယ်လို့မရှိပါဘူးဒါကြောင့်မို့ဒီကနေ့ကျွန်တော်တို့ဝင်ရေးဆိုင်ရာအတွက်တူတူကထောက်ရှုပ်ကြရအောင်ကျွန်တော်တို့အုပ်စီဒီ ဝိညာဉ်ဇာတိ၌အသက်ရှင်သောပုဂ္ဂိုလ်များလားလူဇာတိ၌အသက်ရှင်သောပုဂ္ဂိုလ်များလားဆိုတာကိုကျွန်တော်တို့ဒီနေ့ဝိညာဉ်သက်တာအတွက်တူတူကထောက်ရှုရအောင်ဒီမှာရှိတဲ့ဘာတူတမမိတ်ဆွေတွေနဲ့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်အားလုံးခြေစပြုမတည့်ရက်လက်စုပန်ကြရအောင်